ဒါလေးကတော့ဒါဥနဲ့တို့လေးကက်စီခေါ်တာပေါ့နော်လေးကက်စီတချို့ကလည်းလေးကက်စီကစားတယ်တချို့ကလည်းငါးကက်စီကစားတယ်နော်ကောင်းပြီအဲ့တော့ဥနဲ့ကငါးကက်စီလေးကစားပြမယ်အဲ့တော့ဥနဲ့တို့ဒီမှာဒီခွန်ဆွန်းတဲ့ကိုနှစ်ကစတာပေါ့နော်ဒီခွန်ဆွန်းတဲ့ကိုနှစ်ကနေပြီးတော့ဒီငါးဆွန်းတဲ့ကိုနှစ်ထီအောင်သူကစားတဲ့ကစားကွက်ပေါ့နော်အဲ့တော့တခုချင်းလေးဦးနိုင်ရှင်းပြနော် ပထမဦးဆုံးဒီခွန်ဆွန်းတဲ့ဂုဏ်ိထဲကเนาะခွန်ဆွန်းတဲ့ဂုဏ်ိထဲကပထမဦးဆုံးဦးနိုင်တို့ဒီမှာ16ကျင်ကကနန်း16ကျင်ကတစ်ခါနဲ့84နောက်တွဲနဲ့เนาะတိ84ဆိုတဲ့ကနန်းဒီသူ့ရဲ့နောက်တစ်နှစ်မှာပတ်လေကစားတယ်အဲ့ဒီလိုကစားပြီးတော့မှတုံညာဆွန်းတဲ့ဂုဏ်နဲ့တစ်ဆွန်းတဲ့ဂုဏ်မှာဒီနှလုံးပေါင်း6လို့ကစားတယ် เนาะအဲ့ဒီနှလုံးပေါင်းကိုးလို့ကစားပြီးတော့ဒီ3ဆွန်းနဲ့ကုနှစ်တင့်နောက်ပိတ်ဒီဒီ4ဆွန်းနဲ့ကုနှစ်မှာအဲ့ဒီတစ်ဒီထိတ်စည်းကနှစ်ချိန်ပဲကစားမယ်ဒီမှာတစ်ချိန်ထွက်တယ်ဒီမှာတစ်ချိန်ထွက်တယ်နှစ်ချိန်ပဲကစားတယ်เนาะအဲ့ဒီလိုကစားပြီးတာ ਨੇ ဒီ5ဆွန်းနဲ့ကုနှစ်ထဲမှာသူကဘာကစားမှလဲဆိုတော့เนาะငါဆုံးတဲ့ကိုနေ့ထဲမှာဘာကစားမှလဲဆိုတော့ဒီနှလုံးကိုးလို့ဖြစ်ခဲ့တဲ့တွေ့ဒီနေ့သေးကနှလုံးပေါင်းခြင်း ကိုလို့ပါတဲ့ကဏ္ဍဒီဒီမှာတကွက်အကွက်ရှိဖြစ်နေကစားတယ်ဒါပရမတကက်ဒုတိယတကက်မှာဒီခွန်ဆွန်းတဲ့ဂုဏ်ဒီထဲက16ချိန်က6ခါ24ချိန်က14ရွေး14ဆိုတဲ့ကဏ္ဍပတ်လေသည်သူ့ရဲ့နောက်တစ်နှစ်မှာကြတယ်အဲ့ဒီလိုကြာမိတာ ਨੇ ၃ညာဆွန်းတဲ့ခုနှစ်နဲ့၁ဆွန်းတဲ့ခုနှစ်မှာ ီနှလုံးပေါင်းခြင်းကကိုလို့ကစားတယ်အဲ့လိုကစားပြီးတော့3ဆွန်းနဲ့9နှစ်6နှောပိတ်သည်4ဆွန်းနဲ့9နှစ်မှာအဲ့ဒီ6ဒီထိတ်စီးသည်နှစ်ကြိမ်ပဲကစားမယ်ဒီမှာတစ်ကြိမ်ကစားတယ်နောက်တစ်ခုကဥနိုင်တို့ဒီမှာတစ်ကြိမ်ကစားတယ်တစ်နှစ်လုံးမှာနှစ်ကြိမ်ပဲကစားတယ်အဲ့ဒီလိုကစားပြီးရတဲ့ဒီ9ဆွန်းနဲ့9နှစ်ထဲမှာပထမဦးဆုံးဒီနှလုံးကိုလို့ဖြစ်ခဲ့တဲ့အတွက်ဒီနှစ်ထဲကနှလုံးပေါင်းခြင်း9ပါတယ်ခဏ နှလုံးပေါင်းခြင်းကိုးပါတဲ့ကဏ္ဍဒီကဏ္ဍဒီအကွက်ရွှေ့ဖြစ်နေကစားတယ်ဒါဒုတိယအကပ်ပေါ့နော်ကောင်းပြီဒါဆိုရင်ဥနဲ့တို့တတိယအကပ်နော်80ခွန်ပြီးပြီ80ခွန်ပြီးပြီအခုဒီမှာ60ခွန်60ခွန်ဒီခွန်ဆုံးတဲ့ကုနေထဲမှာလည်းအဲ့ဒီလိုပဲ16ကျင်က3ခါနဲ့20နဲ့4ကျင်က3ညာ4ရွဲ့နဲ့3 3ညာ4ဆိုတဲ့ကဏ္ဍပတ်လေဒီနောက်တစ်နှစ်မှာအကွက်ရွှေ့ဖြစ်နေသူကစားတယ် သုံးတုံညာလေးဆိုတဲ့ကဏ္ဍပတ်လေဒီမှာကစားတယ်ကစားပြီးတာနဲ့တုံညာစွန်းနဲ့ခုနှစ်နဲ့တစ်စွန်းနဲ့ခုနှစ်မှာနှလုံးပေါင်းခြင်းဒီကိုလို့ထည့်တယ်ထည့်ပြီးတာနဲ့သုံးစွန်းနဲ့ခုနှစ်ကငါးနောက်ပိတ်ဒီလေးစွန်းနဲ့ခုနှစ်မှာငါးထိပ်စီဒီနှစ်ချိန်မဲသူကစားမယ်ဒီမှာတစ်ချိန်ကစားတယ်ဒီမှာတစ်ချိန်ကစားတယ်နှစ်ချိန်မဲကစားတယ်မရှိတော့မရှိတော့နောက်နှစ်ငါးစွန်းနဲ့ခုနှစ်ထဲမှာဒီနှလုံးကိုလို့ဖြစ်ခဲ့လို့ဒီနေ့ထဲကနှလုံးပေါင်းခြင်းကိုပါတယ်ကဏ္ဍ နှလုံးပေါင်းခြင်း၉ပါးတဲ့ကဏ္ဍသည်အကွက်ရွှေ့ဖြစ်နေစပြီးတော့တကွက်ကစားတယ်။ဟုတ်ပြီ။သုံးသက်ပြီးသွား။69ပြီးတော့2000ခွန်။ဒီခွန်ဆုံးတဲ့ခုနှစ်ထဲမှာ16ကြိမ်မှာတစ်ခါ20နဲ့၄ကြိမ်မှာတစ်နှလုံးနောက်ဘူး။အဲ့တော့တစ်ထွိုင်းဆိုတဲ့ကဏ္ဍသည်သူ့ရဲ့နောက်တစ်နှစ်မှာပတ်လည်ကြတယ်။နော်ဒါတစ်ထွိုင်းဆိုတဲ့ကဏ္ဍကြရော ကြပြီးတာနဲ့ဒီတုံညာစွန်းနဲ့ကုနှစ်နဲ့တစ်စွန်းနဲ့ကုနှစ်မှာနှလုံးပေါင်းကြီးကိုလို့ထည့်ထည့်ပြီးတာနဲ့သုံးစွန်းနဲ့ကုနှစ်မှာဒီတင့်နောက်ပိတ်ဒီလေးစွန်းနဲ့ကုနှစ်မှာတစ်ထိတ်ကဒီမှာတစ်ချိန်ရိုက်တယ်ဒီမှာတစ်ချိန်ရိုက်နှစ်ချိန်မဲကစားတယ်မရှိတော့ဘူးတစ်နှစ်လုံးအဲ့ဒီလိုကစားပြီးတာနဲ့ဒီငါးစွန်းနဲ့ကုနှစ်ဒီနှလုံးပေါင်းကိုလို့ဖြစ်ခဲ့လို့ဒီနေ့ထဲကနှလုံးပေါင်းကြီးကိုပါတဲ့ကဏ္ဍတစ်ခွက် နော်နှလုံးပေါင်း၉ပါးတဲ့ကဏ္ဍတကွက်ဒီကဏ္ဍဒီအကွက်ရွှေ့ဖြစ်နေဒီနေရာကိုကစားတယ်သူလေးကပ်ပြီးသွားပြီပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီ2018ခုနှစ်မှာရောပထမဒုတိယတတိယစတုထပုံစံမျိုးဒီပြစမမှာဖြစ်သလားဆိုတော့16ကြိမ်မှာ ရှိတဲ့နှစ်ခါရယ်20နဲ့4ကြိမ်မှာရှိတဲ့3 4ရွဲရယ်ပေါ့နော်ဟုတ်ချင်းရလဲအရေးတယ်မှာနော် ဒီနှစ်ခန်းနဲ့ဒီ၃လေးတွဲနဲ့နှစ်၃၄ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာဒီမှာလာထွက်တယ်။အဲ့ဒီလိုထွက်ပြီးတာနဲ့နော်အဲ့ဒီလိုထွက်ပြီးတာနဲ့တုံညာစွန်းနဲ့ကုနှစ်နဲ့တစ်စွန်းနဲ့ကုနှစ်မှာသူကနှလုံးပေါင်းရင်ကိုလို့ကစားတယ်။ကိုလို့ကစားပြီးတဲ့တုံစွန်းနဲ့ကုနှစ်ကကိုနောက်ပိတ်သည်လေးစွန်းနဲ့ကုနှစ်မှာကိုထိတ်စီသည်ဒီမှာတကြေးနောက်တစ်ခုကကိုထိတ်စီသည် ဒီမှာတစ်ချိန်နှစ်ချိန်မဲကစားတယ်မရှိတော့မရှိတော့ဟုတ်ပြီဒါဆိုရင်ဒီ9ဆွန်းနဲ့9နှစ်ထဲမှာနော်ဒီနှလုံးပေါင်းချင်း9လို့ဖြစ်ခဲ့လို့ဒီနှစ်ထဲကနှလုံးပေါင်း9ပါတယ်ကနန်းဒီနှစ်နှစ်ခွန်းဆိုတဲ့ကနန်းကဒီမှာလာပြီးတော့အကွက်ရှိဖြစ်နေကစားသွားပြီကစားသွားပြီဆိုတော့ကောင်းပြီအဲ့တော့ဒီ9ကက်စီဖြစ်စင်နေမှာသူ့ရဲ့အတန်အဆန်ကစားနည်းတွေကိုကစားသွားပြီဆိုတော့ကောင်းပြီနော် နောက်ထပ်ဘာကစားချင်တာလဲဒါဥနိုင်လိုက်ပြီးတော့ရှာကြည့်လိုက်တဲ့အခါမှာဘာသွားတွေ့လဲဆိုတော့နော်အဲ့ဒီမှာအဲ့လိုကြီးကစားပြီးတာ ਨੇ ပထမအကန့်နော်အတန်အဆန်ဆိုတာကဒါကြအဆန်ကစားနည်းပေါ့ဒီ1နဲ့ဒီ84တွေနဲ့84ဆိုတဲ့ခဏန်းဒီဒီဘက်နောက်တစ်နှစ်ကကြာတာဆိုတော့ဒါအဆန်ကစားနည်းအတန်ကစားနည်းကခုနကတည်းကဒီနှလုံးပေါင်း6ကြောင်းဒီနေ့ထက်ကနှလုံးပေါင်းချင်း6ပါတဲ့ခဏန်းဒီဒီမှာအကွက်ရွှေနဲ့ကစားတယ်ဒါက အတန်ကစားနည်းအဲ့တော့အတန်အစံကစားနည်းတွေကစားပြီးတော့သူကဘယ်လိုကစားချင်တာလဲဆိုတော့နောက်တစ်မျိုးကစားချင်တဲ့ကစားကွက်ကတော့ဒါလိုင်းပေါ်မှာပထမဦးဆုံးကြီးဒါဦးနိုင်တို့ဒီပေါ့နော်ဒီကနန်းလေးကဒီမှာရွှေ့ရမယ်ဆိုတဲ့စနစ်ကိုဒီလိုင်းပေါ်မှာဒါဦးနိုင်အရင်ဦးဆုံးပြတဲ့သူတွေ့တာကတော့တောင်ငူကနေညိုဆိုတဲ့အကောက်ပိုင်ရှင်လိုင်းပေါ်မှာပထမဦးဆုံးသူစပြတာသူ့တဲ့အရင်ပြတဲ့ ကလင်နာဆရာတွေရှိတယ်ဆိုရင်လည်းဒါဥနိုင်ကအခုဒီလိုက်ကလေးနဲ့တူခလာခရက်တစ်ပေးတယ်ပေါ့နော်အဲ့တော့ဟိုနင်းညူတောင်ဘူးဆိုတဲ့အကောက်ပိုင်ရှင်ကိုလည်းဒါဥနိုင်ဒီရနေပြီခရက်တစ်ပေးပါတယ်ဒါဘာဖြစ်လို့ဒီအားလေးတွေကိုထည့်ပြီးပြလဲဆိုတော့ကြတော့ငါးဆွန်းနဲ့ဂုနှစ်တိုင်းမှာကစားမဲ့စနစ်ဖြစ်တဲ့အတွက်ကိုသူ့ရဲ့ကစားနည်းအပြည့်အစုံဘယ်ကနေပြီးမလဲဆိုတာကိုမသိတဲ့အတွက်ကိုပြီးနိုင်ကြီးရှိတဲ့အလားလာရှိတဲ့စိုက်ကလေးတွေကိုဒါဒီထဲမှာရောပြလိုက်တာဖြစ်တယ် ဲ့ဒီတော့ပထမဦးဆုံးကခုခုနဦးနိုင်ပြောခဲ့သလိုပဲเนาะနေညူတောင်ကူအောက်ပိုင်ရှင်ပြခဲ့တာဒီဒီကနန်းလေးဒီသူ့ရဲ့ဒီမြင်းကုန်းမှာထွက်တယ်ဒါတကွက်ဒုတိယကမ်းမှာလည်းဒီကနန်းကဒီမှာထွက်တယ်เนาะတတိယမှာလည်းဒီကနန်းဒီဒီမှာထွက်တယ်ဒါစရုပ်ထမှာလည်းဒီကနန်းဒီဒီမှာထွက်တယ်เนาะအခုဒါ၅ချိန်မြောက်ဆိုရင်အခုဒီနေရာလေးမှာထွက်မဲ့ကနန်းဒီဒီ၄၃ည၅ဆိုတဲ့ကနန်းလေးဒီနေရာလေးကိုဒါသူကထွက်ရမှာเนาะ၄၃ည၅ဆိုတဲ့ကနန်းလေးက အဲ့ဒီနေရာလေးကိုထွက်ထက်၄၃၅ကြားတိုက်တွေရှိသေးတယ်တို့တော့အဲ့ဒီမပြတော့ဘူးနော်အဲ့တော့ဒီ site ထဲမှာနောက်ထပ်ဗာကြံခဲ့လေဆိုတော့ဒီပွဲမှာဥနိုင်ကစားခြင်းနဲ့ကစားွက်တွေကိုပြမယ်နော်အဲ့ဒီတော့ဒီဒီဒီ site ထဲမှာနောက်တစ်ခုကဗာကြံခဲ့လေဆိုတော့နော်ဒီငားဆွန်းတဲ့ကုနှစ်ကတဲ့နော်ဒါလဲ line မှာဆရာတယောက်ပြထားတယ်ဒီနှလုံးနှစ်လေးလေးနဲ့ပေါင်းတာ နှစ်လေးလေးပုံသေးပေါင်းတဲ့15ကျင်ရကဏ္ဍကို9ဆုံးနဲ့9နှစ်15ကျင်ရကဏ္ဍကိုနှစ်လေးလေးပုံသေးပေါင်းတဲ့ကံပါဒီနှလုံး6ဒီနှလုံး8ဒီနှလုံး9နော်9ရှင်9ဒီတဲ့အဲ့နှစ်ထဲမှာဒဲကြတယ်ဒုတိယအကက်မှာလည်းအဲ့ဒီလိုပဲဒီဟာကိုနှစ်လေးလေးနဲ့ပေါင်းတော့ဒီနှလုံး4ဒီနှလုံး2ဒီနှလုံး3ညနော်ဒီနှလုံးဒီ6ပေါ့နော်4 2ဆိုတဲ့ကဏ္ဍကဒီမှာဒဲကြတယ်တတိယအကက်မှာလည်းအဲ့ဒီလိုပဲနှစ်လေးလေးနဲ့ပေါင်းတဲ့ကံပါဒီနှလုံး9 ဒီနှလုံးခွန်းဒီနှလုံးခွန်းငါးခွန်းခွန်းဆိုတဲ့ကနေတဲကြတယ်စရုဋ္ဌအကမှာလဲဦးနိုင်တို့အဲ့ဒီလိုပဲဒီနှလုံးခွန်းဒီနှလုံးတုံညဒီနှလုံးလေးနော်ခွန်းတုံညလေးဆိုတဲ့ကနေဒီမှာလာပြီးတဲကြတယ်ဟုတ်ပြီဒါဆိုရင်ဒီငါးဆွန်းတဲ့ခုနှစ်ထဲ15ကျင်ရကနေ363ကို2 4 4နဲ့ပေါင်းတဲ့အခါမှာဒီနှလုံးငါးဒီနှလုံးတုံညဒီနှလုံးခွန်း ငါးတုံညခုံးဆိုတဲ့ကဏန်းကလည်းဒီနေ့ထဲမှာเนาะဒါမွေးကဏန်းအဖြစ်နဲ့ကြမယ်ဆိုပြီးတော့ဒါ line မော့မှာဆရာတယောက်တင်ထားတာရှိတယ်။เนาะအဲ့ဆရာကိုလည်း credit ပေးပါတယ်။ဒါကတော့ debt ပေါ့เนาะကြိုက်တဲ့မိတ်ဆွေတွေမွေးထူလိုက်ပေါ့เนาะဒါလေးတွေကဒီ10ခုနှစ်စီးကိုကစားပြတဲ့အခါမှာเนาะအလုံးစုံစုံလင်းလင်းနဲ့ကိုကြိုက်တဲ့ကဏန်းကိုထိုးလို့ရအောင်ဦးနိုင်ကဒါထည့်ပြရခြင်းဖြစ်တယ်ပေါ့เนาะဟုတ်ပြီအဲ့ဒီတော့ ဒီစနစ်ထဲရတာတို့ဥနိုင်ပြခဲ့တာဒီနှစ်မျိုးရှိသွားပြီပေါ့နော်မြင်းကုံကနန်လေးထွက်ရမယ့်ကနန်က1မျိုးခု9တုံအမ်9တုံညခုံဒဲကြရမယ့်စနစ်က1မျိုးကောင်းပြီဒါဆိုရင်ဒီဘွဲမှာဥနိုင်ကဘာကစားရှင်တာလဲဆိုတော့ဒီဘွဲကစားရှင်တာတွေကိုဥနိုင်ပြမယ်နော်ပြမယ်ဆိုတော့ကောင်းပြီပြပေးမယ်ဆိုတော့ဥနိုင်တို့ဒီမှာပထမဦးဆုံးစပြီးတည်ခဲ့တဲ့ 16ကျင်ရဒီတစ်ခါနဲ့24ကျင်ရနောက်တွဲနဲ့ဒီနှစ်သေးကိုကြာရောကြာတော့အဲ့ဒီနှစ်သေးမှာပထမဦးဆုံး3ထိတ်3ထိတ်စီးနဲ့ကနန်း3ထိတ်နဲ့ကနန်း3 4 6တီငါဆွန်းတဲ့ကုနေထဲမှာဒီမှာလာထွက်မယ်3ထိတ်စီးနဲ့ကနန်း3 4 6တီငါဆွန်းတဲ့ကုနေထဲမှာဒီမှာလာထွက်မယ်သူထွက်တော့မဲ့အချိန်မှာငါရဲ့နှက်ခတ်3နောက်ပိတ်လို့ထောက်ပြရတယ်ဒီမှာလာထွက်တယ် ၃ဘိတ်ပုံသေးထောက်တာပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒုတိယကဒီ၉နဲ့ဒီ၁နဲ့ဒီ၄နဲ့၉၁၄ဆိုတဲ့ကဏ္ဍဒီမှာထွက်ပြီထွက်ပြီတဲ့ဒီနေ့တည်းမှာရှိတဲ့၄ထိပ်စီးနဲ့ကဏ္ဍ၃ထိပ်ပြီးတော့၄ထိပ်နဲ့ကဏ္ဍ၄၅၁ဆိုတဲ့ကဏ္ဍဒီဒီ၅ဆုံးတဲ့ကုနေ့ထဲမှာလာထွက်တယ်ထွက်တော့လေသူ့ရဲ့တပွဲကြောင့်မှာ၃နောက်ပိတ်လို့ထောက်ပြီးတော့မှထွက်တယ်ဟုတ်ပြီဒါဆိုရင်တတိယကဒီ၃ဒီ၃ညာဒီ၄၃၃ညာ၄ဒီဒီမှာထွက်ပြီ အဲ့တော့ပထမ3ထိပ်စီကဏ္ဍထွက်ပြီးဒုတိယ4ထိပ်စီကဏ္ဍထွက်ပြီးခုတတိယဒီနေ့ထဲက5ထိပ်စီနဲ့ကဏ္ဍဒီကဏ္ဍဒီ5ဆုံးတဲ့ခုနှစ်ထဲကိုလာထွက်တယ်။၃နောက်ပိတ်ရဲ့တပွဲကြော့မှာဇောင်းမှာပဲထွက်တယ်။ဟုတ်ပြီဒါဆိုရင်၄ကမြောက်မှာလဲဒီတစ်ခါနဲ့ဒီတစ်နှလုံးအတွဲနဲ့တစ်ထွိုင်းဆိုတဲ့ကဏ္ဍဒီနောက်တစ်နှစ်ကိုဒီမှာလာထွက်ပြီ ထွက်ပြီးတော့ပထမ3ထိပ်ဒုတိယ4ထိပ်တတိယ5ထိပ်အခုဒီနှစ်သေးက6ထိပ်စီးနေကနန်း6 8ဆိုတဲ့ကနန်းဒီဒီ5ဆုံးတဲ့ခုနှစ်ထဲမှာလာထွက်မယ်ထွက်တော့လေသူ့ရဲ့တပွဲကြောင့်မှာ3နောက်ပိတ်လို့ထောက်ပြီးတော့မှာထွက်တယ်ကဲကောင်းပြီဒါဆိုရင်9ကန့်မြောက်မှာနော်9ကန့်မြောက်မှာဒီမှာနှစ်နှစ်နဲ့ဒီက3နဲ့ဒီက4နဲ့နော်နှစ်3 4ဆိုတဲ့ကနန်းနောက်တစ်နှစ်ကိုထွက်ပြီးထွက်တော့ပထမတက္ကသိုလ်မှာ ုံးထိပ်စီးနဲ့ကနန်းသည်ငါးဆုံးနဲ့ကုနစ်ထဲမှာထွက်တဲ့သုံးနောက်ပိတ်ရဲ့ဇောင်းကိုထွက်တယ်။ဒုတိယကမှာလေးထိပ်စီးနဲ့ကနန်းသည်ငါးဆုံးနဲ့ကုနစ်ထဲကိုထွက်တဲ့သုံးနောက်ပိတ်ရဲ့ဇောင်းကိုထွက်တယ်။တတိယကမှာငါးထိပ်စီးနဲ့ကနန်းသည်ငါးဆုံးနဲ့ကုနစ်ထဲကိုထွက်တဲ့သုံးနောက်ပိတ်ရဲ့ဇောင်းကိုထွက်တယ်။နော်စရုပ်ထကမှာ6ထိပ်စီးနဲ့ကနန်းတစ်ခွက်သည်ငါးဆုံးနဲ့ကုနေထဲကိုထွက်တယ်၃နောက်ပိတ်ရဲ့ဇောင်းမှာပဲထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဒီနှစ်ထဲက 3456ပြီးတော့ခွန်ထိပ်စီးနဲ့ကနန်းဆိုတော့ဦးနဲ့နဲ့တူတူလိုက်ရှာလိုက်အောင်เนาะအဲ့တော့ဒီ2018ထဲမှာခွန်ထိပ်စီးနဲ့ကနန်းထွက်ရတော့မှာကိုခွန်ထိပ်စီးနဲ့ကနန်းလိုက်ကြည့်လိုက်တဲ့အခါမှာရွေးချယ်တဲ့ရာလုံးဝမရှိပါဘူးတကွက်သေးပဲရှိပါတယ်ခွန်ထိပ်စီးသည်ခွန်63ညဆိုရယ်ကနန်းတကွက်ပဲရှိတယ်လုံးဝမရှိတော့เนาะအဲ့တော့ဒီတစ်နှစ်လုံးမှာခွန်ထိပ်စီးနဲ့ကနန်းထွက်ရမယ်ဆိုတော့နှစ်ပိတ်ကနေပြီးတော့နှစ်ဆကိုပြန်ပြီးတော့အေးအေးဆေးဆေးကြည့်လိုက်ရင်လေခွန်ထိပ်သည် တကွက်သေးပဲရှိတယ်လို့ဒီနှစ်ဆကနေနှစ်ပိတ်ထိတဖြည်းဖြည်းချင်းကြီးခဲ့တယ်ရင်လေဒီခွန်ထိတ်တွေဒီတကွက်ပဲရှိတယ်အဲ့တော့ဒီခွန်ထိတ်နဲ့ခွန်60ဆိုတဲ့ကဏ္ဍဒီငါးဆုံးနဲ့ဂုဏ်ထဲကိုထွက်ရှင်တာသူ့ရဲ့တပွဲကြောင့်မလဲ3လို့ဒီမှာပိတ်ထားတယ်3ပိတ်တဲ့ကဏ္ဍဒီဒီနေရာမှာနောက်ဆုံးပဲသူ့ရဲ့အောက်မှာလဲ3ဆိုတဲ့ကဏ္ဍဒီပိတ်ထားခြင်းမရှိတော့ဘူးမရှိတဲ့တော့ကိုဒီနေရာလေးမှာ3နောက်ပိတ်တဲ့တွေဒီနေရာလေးကိုဒါဦးနိုင်ကခွန်60ဆိုတဲ့ကဏ္ဍလေးကိုဒါ ထိုးချင်တယ်ပေါ့နော်ထိုးချင်တယ်ဆိုတော့ကြိုက်တဲ့မိတ်ဆွေတွေကအာထိုးလိုက်ဦးနိုင်ကတော့ခွန်60ဆိုတဲ့ကဏန်းလေးလည်းထည့်လိုက်တယ်63ညာခွန်ဆိုတဲ့ကဏန်းလေးလည်းထည့်လိုက်တယ်ကြိုက်တဲ့မိတ်ဆွေကဒါအာထိုးလိုက်နော်ဒါ73ပြိနဲ့ပတ်သက်ပြီးတော့ဒါဦးနိုင်ကစေခုနှစ်ကစားနီလေးကိုနော်ငါးဆွန်းခုနှစ်တိုင်းကစားတဲ့ကစားနီလေးကိုဒါဦးနိုင်ကပြပေးရခြင်းဖြစ်တယ်ကဲကောင်းပြီဒါဆိုရင်ဦးနိုင်တို့နောက်ထပ်၃ပြိခဏလေးတစ်ခွက်ကိုဦးနိုင်ထပ်ပြီးတော့ရအောင်နော် ထပ်ပြအောင်မယ်ဆိုတော့ဒါလေးကတော့ဥနိုင်ငါဟိုပါပေါ့ပြောမယ်ဆိုရင်ဟိုနှစ်ဆမှာဒါဥနိုင်ငါလုံကောက်စနစ်နဲ့ကစားတဲ့ကစားနီးလေးကိုဒါဥနိုင်ငါတင်ထားပေးခဲ့ပြီသို့တော့အခုဒီပွဲမှာဒီကနန်းလေးကကြာနေတဲ့အတွက်ကိုဒါဥနိုင်ငါဥနိုင်ငါမိတ်ဆွေလေးကိုကစားစေခြင်းလို့ပေါ့နော်ကစားစေခြင်းလို့တုံးပရိတ်ကိုလည်းဥနိုင်ကြိုက်လို့မျိုးပေါ့နော်အဲ့တော့ဖြစ်စဉ်လေးအောင်ဥနိုင်တို့ဒီလိုလေးကစားရတယ်ပေါ့နော်ဖြစ်စဉ်လေးအား ဒီသုံးလုံးပေါင်းခြင်း9ဒီသုံးလုံးပေါင်းခြင်း9 9 6 4 9အဲ့ဒီလိုကိုဖြစ်ရှင်နေကစားခဲ့ပြီးတာနဲ့ဒီမှာအောက်မှာအနီရောင်လေးကိုးချောက်လေးဆိုတဲ့ကဏ္ဍဒီသူ့ရဲ့ညာဘက်ပေါ့နော်၃နှစ်မြောက်ပေါ့တစ်နှစ်နှစ်နှစ်၃နှစ်မြောက်ထဲမှာကိုးချောက်လေးဆိုတဲ့ကဏ္ဍဒီမွေးကဏ္ဍထွက်တယ်မွေးကဏ္ဍထွက်ပြီးတာနဲ့သူ့ရဲ့နောက်တဲ့နှစ်နှစ်ချိန်မှာကိုးပရိတ်လို့ပုံသေး စားတယ်ဒါပထမတကက်ဟုတ်ပြီဒါဆိုရင်ဒုတိယအကက်ဒုတိယအကက်မှာလည်းအဲ့ဒီလိုပဲ၃လုံးပေါင်း၉၃လုံးပေါင်း၉၈ရင်၅ရင်၆ရင်၉လို့ကစားတယ်ကိုပြင်၃ချက်ထောက်တဲ့တွေ့ဒီအနီအောင်လေး၈၅၆ဆိုတဲ့ကဏ္ဍဒီနော်တနည်းအဲ့တနည်း၈၅၆ဆိုတဲ့ကဏ္ဍဒီတနည်းချပြီးတော့ဒီဘက်နှစ်မှာဒီထွက်တယ်၈၅၆ဆိုတဲ့ကဏ္ဍ နော်ရှင်း96ဆိုတဲ့ကညာဒီတနည်းနှစ်နည်း၃နှစ်မြောက်နော်လာထွက်တယ်ထွက်ပြီးတဲ့သူ့ရဲ့နောက်တနည်းမှာလဲအဲ့ဒီရှင်း96ဒီနှစ်ချိန်မှာကိုပရေကြီးလို့သူကကစားတယ်အဲ့ဒီလိုကစားပြီးတဲ့နဲ့တတိယအကမ်းမှာလဲအဲ့ဒီလိုပဲဒီသုံးလုံးပေါင်းခြင်းကိုလိုဖြစ်တယ်ဒီသုံးလုံးပေါင်းရင်ကိုလိုဖြစ်တယ်ဒီမှာရှိတယ်ခွန်၄၈သုံးလုံးပေါင်းရင်ကိုလိုကစားတယ် အဲ့လိုကစားပြီးတာနဲ့ခွန်၄၈အနီရောင်လေး၃လုံးပေါင်း၉ဒီတနည်းချပြီးဒီဘက်နှစ်မှာ၄ခွန်၈လို့ငွေကဏထွက်တယ်ထွက်ပြီးတော့သူ့ရဲ့နောက်တနည်း၂ကြိမ်မှာကိုပရိတ်လို့သူကကစားတယ်ဒါတိုင်မင်ကိုဦးနဲ့ငါတင်လိုက်တာပေါ့နော်ဟုတ်ပြီအဲ့လိုတွေတင်ပြီးတာနဲ့အဲ့လိုတွေတင်ပြီးတာနဲ့သူကဖြစ်စဉ်လေးတခုဘာတွေကစားခဲ့လဲဆိုတော့အဲ့ဒီလို၉၄၆ဆိုတဲ့ကဏတနည်းချပြီးဒီဘက်နှစ်ကိုနော်ဒီထွက်တော့မဲ့အခြေသူ့ရဲ့နောက်တနည်းကို နှစ်ကြိမ်မှာကိုပလေးလို့ထွက်တော့မယ်အခြေမထွက်ခင်မှာဒီနေရာလေးမှာတုံညာခါကတုံညာခါလို့ထည့်ခဲ့ဒီမှာလည်းအဲ့ဒီလိုပဲ6 5 6ဆိုတဲ့ကနေတနစ်ချပြီဒီမှာထွက်ထွက်ပြီးတဲ့နောက်တနစ်နှစ်ကြိမ်မှာဗရိတ်ကိုလို့ထွက်အဲ့ဒီလိုထွက်ပြီးတာ ਨੇ ဒီနေရာလေးမှာတုံညာခါကတုံညာခါလို့ပြီးထည့်ခဲ့ဒီမှာလည်းအဲ့ဒီလိုပဲခွန်လေး6ဆိုတဲ့ကနေတနစ်ချပြီဒီဘက်နှစ်မှာငွေကနေအဖြစ်နဲ့ထွက်တယ်ထွက်ပြီးတာ ਨੇ နောက်တနစ်နှစ်ကြိမ်မှာ နော်၃ညာ63ဆိုတဲ့ကဏ္ဍကိုကိုပရိထွက်အဲ့လိုထွက်ပြီးတဲ့နဲ့ဒီမှာ၃ညာခါဒီ၃ညာခါလို့သူကထည့်ခဲ့ထည့်ခဲ့တော့ဒီဆိုင်ထဲကနေပြီးတော့ဒါဥနဲ့ကနှစ်ဆမှာနော်နှစ်ဆမှာအဲ့မှာ၈၃ညာ5အာရဲ့၈64အာဆိုပြီးတော့မွေးကဏ္ဍနော်လုံးကောက်စနစ်နဲ့ကြားတဲ့စနစ်လေးကိုဒါဥနဲ့ပြထားတာရှိတယ်။ကောင်းပြီအဲ့တော့အဲ့ဒီဖြစ်စဉ်တွေအကုန်လုံးတီးပြီးတာနဲ့ ဲ့ဖြစ်စဉ်တွေအားလုံးတည်ပြီးနေသူ့လို့ဒီလို့ကိုပရေးလို့ကြာပြီသူ့ရဲ့နောက်တစ်နှစ်မှာဘာကြာလဲဆိုတော့8395ပတ်လဲကြာတယ်684ပတ်လဲကြာတယ်နော်8395ဒီသူကနှစ်ကြိမ်အောင်ကြာတာဒီမှာတစ်ကြိမ်ဒီမှာတစ်ကြိမ်ပေါ့နော်ဒီမှာလဲအဲ့လိုပဲကိုပရေးလို့ကြာတယ်သူ့ရဲ့နောက်တစ်နှစ်မှာ8395ပတ်လဲကြာတယ်သူ့ရဲ့နောက်တစ်နှစ်မှာလဲ684ပတ်လဲကြာတယ်ကောင်းပြီဒါဆိုရင်ကိုဘရိတ်ကြပြန်တဲ့ဒီနေ့ထဲမှာ2025မှာ8395ပတ်လည်နဲ့684ပတ်လည်လို့ကြာရမယ်လို့ဒါဦးနိုင်ကပြောခဲ့တယ် ပြောခဲ့တော့ကောင်းပြီဘလူတောင်းနဲ့ကြပြီးတော့ဘလူပုံစံကြမှာလဲဆိုတော့ဦးနဲ့တို့ဒီမှာအဲ့တော့တောက်ကလေးကဒီမှာစပြီးထည့်လိုက်တယ်ပေါ့နော်ဒီမှာဗရိတ်တသူကကြတော့လှေကလေးလိုလေးသွားတာပေါ့နော်ဒီတုံးလုံးကိုးလို့ဖြစ်ပြီးတာနဲ့သူ့ရဲ့အပေါ်ကနေရှိလိုက်1 2 3 4 5 6 6ရက်မြောက်မှာတိပရိတ်နှစ်ပွဲကြော်တော့တိရပါပါ6ထိပ်ဒါ6ပင်နော်ဒီမှာလည်း ီ၃လုံး၉လို့ဖြစ်ပြီးတာเนี่ย၁၂၃၄၅၆ခုနှစ်ပင်မြောင်းမှာတစ်ပရိတ်၆ပင်ပြီးတော့ခုနှစ်ပင်မှာတစ်ပရိတ်နှစ်ပွဲကြုံမှာတစ်ပါမှာ၆ထိပ်เนาะ၆ပင်ပြီးပြီခုနှစ်ပင်ပြီးပြီဒါဆိုရင်ဒီ၃လုံးပေါင်းရင်၉လို့ဖြစ်တော့သူ့ရဲ့အပေါ်မှာ၁၂၃၄၅၆ခုနှစ်ပင်မြောင်း၈ပင်မြောင်းမှာတစ်ပရိတ်နှစ်ပွဲကြုံမှာ၆ထိပ်လို့ဒါတိုင်မင်ကိုခေါ်ပြီးအဲ့ဒီလိုတိုင်မင်ခေါ်ပြီးတာ ਨੇ เนาะအဲ့ဒီလိုတိုင်မင်ခေါ်ပြီးတာ ਨੇ ပထမကတ်မှာ တိပရိနှစ်ပွဲကျော်သူ့ပါဝါ6ထိပ်လို့ရိုက်ပြီးတော့သူ့ရဲ့ဒီဘက်ညာဘက်1 2 3ဒီဘယ်ဘက်ကိုတုံးမွဲသွားလိုက်ဒီမှာ၄ဒီမှာ6ဒီမှာ8 4 6 8အဲ့ဒီ4 6 8ကိုဒီမှာ6တိုင်ပင်ကွာဝေးအတူတူပဲဒီမှာ၄ဒီမှာ8 6 4 8လို့ခွေလိုက်တာ4 6 8ကို6 4 8လို့ခွေတဲ့အတွက်ကိုအဲ့ဒီ6 4 8ဆိုတဲ့ကဏ္ဍဒီဒီမှာကစားတယ်ဒါလုံးကောက်စနစ်နဲ့ဝေကဏ္ဍကိုကစားပြနော် ဒုတိယကံမှာလည်းအဲ့လိုပဲဗရိတ်6ထိတ်1 2 3ဒီမှာ၄ဒီမှာ6ဒီမှာ8ဒီမှာ6ဒီမှာ၄ဒီမှာ8နော်၄6 8ကို6 4 8လို့ထည့်လိုက်ပြီးတာ ਨੇ အဲ့ဒီ6 4 8ဒီဒီနေရာမှာလုံးကောက်စနစ်နဲ့ဝေကနံကစားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယအကံမှာတိပရိလေးရိုက်ပြီး6ထိတ်လေးရိုက်ပြီးတပင်နှစ်ပင်သုံးပင်မှာဒီမှာ၄ဒီမှာ6ဒီမှာ8 4 6 8လို့လည်းသူထည့်တယ်ဒီမှာ၄ဒီမှာ6ဒီမှာ8 648ကို468လို့ခွေတဲ့အတွက်ကိုဒါဥနဲ့တော့2025မှာ864ဆိုတဲ့ကဏ္ဍပတ်လဲမွေးရမယ်လို့ဒါဥနဲ့နှစ်ဦးမှပြခဲ့တယ်ကထဒါ648က839ထွက်ပြီးမှထွက်ရမယ်သူ့ရဲ့ဖြစ်စဉ်ကအဲ့တော့ဒီ839ဒီမှာနှစ်ကြိမ်ကြာပြီးတော့မှ648ဆိုတဲ့ကဏ္ဍပတ်လဲထွက်ရမှာဒီမှာ839လို့ထွက်ပြီးတော့မှ648ကထွက်ရမယ်အဲ့တော့ဒီ648ကထွက်ဖို့အတွက်ကိုဒီ839ကအရင်ထွက်ရမှာကိုနော် ဲ့ဒီတော့ရှစ်တုံညာငါဘယ်လိုပုံစံယူလဲဆိုတော့ခုနကတုန်းကလိုပဲ468ကို648လို့ဖြစ်လိုက်တာနဲ့သူ့ရဲ့ညာဘက်ကိုတပင်နှစ်ပင်သုံးပင်သွားလိုက်ဒီသုံးလုံးပေါင်း9ဒီသုံးလုံးပေါင်း9ဒီမှာ8ဒီမှာ3ညာနော်ဒီသုံးလုံးပေါင်း9ဒီမှာ8ဒီမှာ3ညာအဲ့တော့9 8 3ညာဆိုတဲ့ကနန်းဒီနော်9 8 3ညာဆိုဖြစ်ခဲ့တဲ့ကနန်းဒီ ဒီ၃လုံးငါဒီမှာ၈ဒီမှာ၃ညငါ၈၃ညဆိုတဲ့ကဏ္ဍဒီထွက်ဖို့အတွက်ကိုဒီဘက်နှစ်မှာအဲ့ဒီငါ၈၃ညဆိုတဲ့ကဏ္ဍဒီအရင်ထွက်ခဲ့ရမယ်ငါ၈၃ညကဏ္ဍဒီမှာထွက်ခဲ့ရမယ်ထွက်ပြီးတော့မှခုနခွေခဲ့တဲ့ငါ၈၃ညဆိုတဲ့ကဏ္ဍဒီဒီနေရာကိုလာထွက်မှာနော်ဒီမှာအရင်ထွက်ခဲ့ရမှာဒီ၃ညနှလုံးခါနှလုံးတူကြတဲ့နှစ်ထဲမှာငါ၃ည၈ပတ်လေရင်ထွက်ခဲ့ရမယ်ထွက်ပြီးတော့မှအဲ့ဒီငါ၃ည၈ဆိုတဲ့ကဏ္ဍဒီမှာထွက်မယ်သူထွက်တော့မဲ့အချိန်မှာ 63ညနောက်တွဲရ63ညလို့ကြာပြီးတော့မှသူ့အောက်ကိုထွက်တယ်ဒုတိယကမှလည်းအဲ့ဒီလိုပဲ468 648လို့ဖြစ်တယ်တင်းနဲ့3မင်းမှလည်းဒီ3လုံးကဒီမှာ8ဒီမှာ3ညနော်9 8 3ညအဲ့ဒီ9 8 3ညလည်းဒီနေ့ထဲမှာ3ည9 8လို့ဒီမှာထွက်ခဲ့တယ်နော်ဒီမှာ3ညခါသည်3ညခါလို့ကြာတယ်နှစ်ထဲမှာ3ည8 9လို့ပတ်လေအရင်ထွက်ခဲ့ရမယ်ထွက်ခဲ့ပြီးတော့မှအဲ့ဒီ3ည8 9ဒီ ဒီနှစ်ထဲကိုလာထွက်မှာထွက်ဖို့အတွက်ကိုလည်းဒီလေးနှလုံးဒီလေးလေးဒီလေးလေးလို့နောက်မှာအတွဲလိုက်ကြပြီးတော့မှထွက်တယ်ဟုတ်ပြီဒါဆိုရင်ဥနိုင်တို့တတိယအကန့်မှာနော်648 468 468ပဲလေထွက်ရမှာထွက်ဖို့အတွက်ကိုလည်း1နှစ်3မိနစ်မှာဒီ3လုံးက5ဒီမှာ8ဒီမှာ3ညနော်3လုံး5 8 3ည5 8 3ညလို့ ခွေလိုက်တော့ဒီနှစ်ထဲမှာ9 8 3ညဆိုတဲ့ကဏ္ဍပတ်လေဒီမှာလာပြီးအရင်ထွက်နေရမယ်နော်3ညခါ3ညခါလို့ဖြစ်တဲ့နေထဲမှာ9 8 3ညပတ်လေအရင်ထွက်မယ်ထွက်ပြီးတော့မှအဲ့9 8 3ညဒီဒီနှစ်ထဲကိုထွက်ချင်တာထွက်ချင်တော့ပထမအကတ်ဒုတိယအကတ်ကလို့ပဲဒီနှလုံး6နဲ့2နဲ့6နှစ်တွဲဒီ6နှစ်လို့နောက်မှာ တွဲနေတဲ့အတွက်ကိုဒီနေရာလေးမှာဒါဥနဲ့က3ညရှင်းကဆိုတဲ့ကဏ္ဍပတ်လေကိုဒါဥနဲ့ကထွက်ချင်တယ် တုံညာရှင်ကဆိုပြီးကဏ္ဍပတ်လေကိုထွက်ချင်တာအင်မတန်ကောင်းတဲ့စိုက်ကလေးဖြစ်တယ်အဲ့တော့တူတူနဲ့လူရင်းကို ပြောရရင်ကိုဖြစ်ချင်းသုံးချက်ကစားတယ်ဖြစ်စဉ်တွေအားလုံးကို တီးပြီးတာ ਨੇ ဒီတုံညာခါတုံညာခါလို့ဖြစ်တဲ့နေထဲမှာငါးတုံညာရှိပတ်လေအရင်ကြမယ်ကြပြီးတော့အဲ့ငါးတုံညာရှိသည်နော်နှစ်ချိန်မှာကိုပရိတ်လို့ကြပြီးသူရဲ့နောက်တစ်နေ့မှာငါးတုံညာရှိပတ်လေကြတော့မယ်ဆိုရင်ဒီ6တုံညာဒီ6တုံညာလို့နောက်တွဲကြပြီးတော့ကြတယ်သူကြပြီးတော့မှ4 6ရှိပတ်လေကစားတယ် ဒုတိယကမှလည်းအဲ့လိုပဲကိုဖြစ်ရှင်သုံးချက်ကစားတယ်။တုံညာခါတုံညာခါလို့ထောက်ခဲ့တဲ့နှစ်ထဲမှာငါးတုံညာရှိပတ်လေကြတယ်။ကြပြီအဲ့ငါးတုံညာရှိပတ်လေသည်ကိုပရိတ်လို့နှစ်ချိန်မှာကြပြီသူ့ရဲ့နောက်တဲ့နှစ်ကိုငါးတုံညာရှိပတ်လေကြမှာလေးနှလုံးသည်လေးလေးလို့နောက်မှာပို့ပြီးတော့မှကြတယ်။သူကြပြီးတော့မှ6 4 8ဆိုတဲ့ကဏ္ဍပတ်လေကစားတယ်။ခုတတ္တိယအကမှလည်းအဲ့ဒီလိုပဲကိုဖြစ်ရှင်နေအကုန်ကစားတယ်နော်။ တုံညာခါနှလုံးဖြစ်ခဲ့တဲ့နှစ်ထဲမှာငါးတုံညာရှစ်ပတ်လည်ရလဲကစားခဲ့ပြီးပြီကစားခဲ့ပြီးလို့နှစ်ချိန်မှာလဲကိုပရိလို့သူထောက်ခဲ့တဲ့အတွက်ကိုဒီနှစ်ထဲမှာဒီငါးတုံညာရှစ်ဆိုတဲ့ကနန်းပတ်လည်ကစားဖို့အတွက်ကိုဒီမှာ92ကလဲ92လို့နောက်တွဲကြတဲ့အတွက်ဒီနေရာလေးကိုဒါငါးတုံညာရှစ်ဆိုတဲ့ကနန်းကိုတော့အဲတုံညာရှင်ကားလို့ဦးနိုင်ငံတော်ထည့်ပေးလိုက်တယ်ကြိုက်တဲ့မိတ်ဆွေတွေအာထိုးလိုက်နော်